ထိုင်းနိုင်ငံရဲ့ ranking မြင့်ဆုံးကျောင်းဖြစ်တဲ့ Mahidol University ကျောင်းနေပါတယ်ဆိုတော့ဒီ university ရဲ့ campus ကဘယ်လိုရှိနေရှိလဲဒီ university ကဘယ်လောက်ထိမိုက်လဲဆိုတော့ကျွန်တော်တို့တိုက်ကြည့်ခဲ့ပါဦး let's go prince mahidol ဟောကျွန်တော်အခုရောက်နေတယ်ပြောမယ်ဆိုဘွဲ့နေသပင်ခန်းမပေါ့နော်ဒီခန်းမကအတွင်းခန်းကတော်တော်လေးကိုကျေနေပြကျွန်တော်ကြားသလောက်လူရောက်2000လောက်တော့ debate တွေပေးနိုင်တဲ့ခန်းမပဲပေါ့နော်ပြီးပွဲပေးတဲ့အခါကျရင်လည်းဘင်းသမီးတော်ကိုယ်တိုင်လာပြီးတော့မှဒီ Mahidol ဘွဲ့ရတယ် ွဲပေးရလို့လည်းကြားတယ်ဆိုတော့ဗေဒင်ကလည်းအပြင်မှာကြီးတော့အချွန်နဲ့ပေါ့နော်တော်တော်လေးလက်လာတယ်ဗျဆိုတော့ဒီဗေဒင်ပပတ်လက်ကိုကြီးတဲ့အခါမှာလည်းတော်တော်လေးကြီးပြီးတော့မိုက်ပါတယ်ဗျပွဲနေသမီးခမ်းမအထဲကိုကျွန်တော်ပြမယ်ဘယ်လိုပြောင်းရလဲငါတော့ခတ်တာဒီနေရာလေးကတော်တော်လေးမိုက်ပါတယ်ကြီးကြီးပါကျွန်တော်တို့ rain forest ခုရောက်သွားတော့ပဲခံစားရတယ်ပြီးတော့ဒီအောက်မှာလည်းကံပေါ့နော်ကံမှာလည်းသူငားတွေအများကြီးရှိတယ်ပေါ့နော်အများကြီးတွေ့ရတယ် ီးတော့ဝင်ပင်နေအစားပေါ့နော်ဒီရှောက်တဲ့လမ်းကိုလည်းကြီးကြီးပါတကယ်လေးမိုက်ပါတယ်တကယ်မိုးရွာတဲ့နေ့မှာဆိုဒီမှာထီးလေးတစ်လက်နဲ့လာမယ်ဆိုရင်ပေါ့ကျွန်တော်တို့တကယ်တကယ်မှုတစ်ခုရစီမှာတော့အမှန်ကန်ပဲပေါ့နော်ဒီမှာကအာလုံးဝကျွန်တော်ရှေ့ကပြောခဲ့သလိုပဲ rain forest ခုရောက်တော့ခံစားရတယ်အပင်တွေလည်းအများကြီးပဲပြီးတော့ဒီနေရာရဲ့ပတ်သက်လည်မှာလည်းသူ visits arsenal ပတ်သက်တဲ့ media တွေအများကြီးရှိတယ်ဆိုတော့လေဒီနေရာလေးကိုတော်တော်လေးတိတ်တိတ်ဆိတ်ဆိတ်နဲ့ငြင်းငြင်းချမ်းချမ်းရှောင်သူလုပ်ပြီးတာတွေ့ရတယ်အာပြီးတော့တဘောက သဘောကအရသာပေါ့ပြေဝခံစားရတဲ့လူကျွန်တော်မြင်တယ်ပေါ့နော်ကျွန်တော်ခု music ဘာသာရေးတွေနဲ့ပတ်သက်တဲ့အဆောင်တွေရောက်နေတာပေါ့နော်ဆိုတော့အဆောင်ကြီးကြီးပါပေါ့နော်တော်တော်လေးမိုက်ပါတယ်ညတိရကြီးလိုက်ရင်တော့ဒီအဟောင်းလိုပုံစံမျိုးတော့ဖြစ်တယ်ဒါပေမဲ့ဒီလိုထားတာလည်းသူတို့ရည်ရချက်ရှိမှလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ဒီမဟီရောမှာက business နဲ့ပတ်သက်ပြီးတော့လည်းတော်တော်နာမည်ကြီးတယ်ဒါက တစ်ခုပဲရှိသေးတယ်ပေါ့နော်ဒီအရှိမလည်းတို့၃လေးခုလောက်ရှိတာကျွန်တော်တွေ့ရပါတယ် Music Square ရဲ့ building တစ်ခုရောက်နေပါတယ်အတီအရ၅လောက်ပေါ့နော်ဆိုတော့ဒီသားလျှောက်တက်လာတဲ့အခါမှာလည်းကျွန်တော်ရိုက်လို့ရတဲ့နေရာတော့ကျွန်တော်ရိုက်ခဲ့ပြီးတယ်ပြီးတော့ဒီမှာပကြီတွေလည်းတွေ့ရတယ်ပြီးတော့ music နဲ့ပတ်သက်တဲ့အလူပညာလက်ရာတချို့လည်းကျွန်တော်တွေ့ရတယ်ပေါ့နော်အခုက၅လောက်ပါဆိုတော့ဒီမှာတစ်ချက်ရှုခင်းနေကြည့်ကြည့်ပါတော့ music ရဲ့နောက်ထပ်ဌာနတစ်ခုရောက်နေပါတယ်ဒီမှာကသူတို့ပွဲရတယ်ဆိုရင်ဒီညာလည်းရိုက်ကြရပြောရမှာပေါ့နော်ဒီညာလေးကလည်းတော်တော်လေးလာတယ်ဗျာ ပြီးတော့ဒီမှာလေလည်းလေလည်းတိုက်တယ်ပေါ့နော်ပြီးတော့ဒီမှာငါကန်နေလည်းရှိတယ်အေး channel ရှိတယ်အာ music ကလည်းဒီမှာ international program ရှိတယ်လို့ကျွန်တော်ကြားရပေါ့နော်အာ bye bye ကျွန်တော်ကမဟီတော့ tram ပေါ်ရောက်နေတာပေါ့နော်ဒါဒီ campus school လောဒီ tram နဲ့သူပတ်ပြီးရပေါ့နော်တော့ဒီမှာ transi ရတဲ့ feeling ကတော့ဒီမှာလေတော့ national park တစ်ခုကိုသွားတယ်လို့ပြောခံစားရတယ်ဆိုတော့သူရဲ့ဒီ landscape တွေပြီးတော့ဒီ campus ရဲ့ပုံစံအားလည်းလေ ကျွန်တော်ဦးရောက်နေတဲ့နေရာမှာဒီညာဘက်ချမ်းမှာဆိုရင်တို့ club တွေရှိတယ်အဲ conversation စသဖြင့်ပေါ့နော် english club တွေလည်းတွေ့ရတယ်ပေါ့နော်အဲတို့ activity နဲ့သက်ဆိုင်တဲ့နေရာတွေဒီမှာလောက်ကြတယ်ပြီးတော့ဘက်ဘက်ချမ်းမှာဆိုရင်လည်း canteen ရှိတယ်ပေါ့နော်ဆိုတော့ဒီနေရာကတော့ဒီနာ square ပုံစံလေးတွေပါပြီးတော့အောက်မှာမျက်ခင်ပြင် square လေးတွေလည်းတွေ့ရတယ်ပေါ့နော်ဒီမှာចောင်းသားတွေလည်းလာပြီးတော့မှအကားကျင့်တာတွေအစားလာပြီးတော့ပုတ်လာစားတဲ့လူတွေတွေ့ရစားလို့တဲ့လူတွေလည်းတွေ့ရပေါ့နော်ဆိုတော့ဒီနာလေးကအရေးလည်းရတယ်ဒီလေးလည်းတိုက်တယ်ပေါ့နော်အေရှန်လည်းရှိပါရဲ။အဲကျွန်တော်တို့မဟီတော်ရောက်မြန်မာចောင်းသားတွေပါကျွန်တော်ဒီနေ့အကွက်တစ်ကွက်ပြပါမယ်။ ကျောင်းလေးလေးကတခုရောက်နေတယ်ဆိုတော့ဒီနေရာကကျွန်တော်ကအရှေ့ရိုက်ခဲ့တဲ့ဒီ public area တွေထဲကတခုပဲပေါ့နော် public area ရဲ့ site ဒီမှာ activity တွေပြီးတော့ gym room တွေပြီးတော့ study room တွေလည်းဒီမှာရှိရပေါ့နော်ဆိုတော့ဒီနားအကျောင်းလေးလေးကတခုရောက်နေတာပါဒီမှာကသူတို့ပွဲရပြီဆိုတော့ဒီမှာတပ်ပုံနိုင်ရိုက်ကြပါတယ်ဆိုတော့ကျောင်းလေးလေးကလေးပါ hero landing center ရောက်နေပါတယ်ဆိုတော့ဒီမှာ gym room တွေလည်းရှိတယ်အဲပြီးတော့ဒီမှာ co-working space တွေလည်းရှိတယ်ပေါ့နော်စားလုပ်တဲ့နေရာတွေ ော့တခြား activity လုပ်တဲ့နေရာတွေအများကြီးရှိတယ်ပြီးတော့ဒီမှာကျတော့လည်းခေါင်မိုးကလုံးဝမှန်ပြင်းနေပါတော့နဆွဲလိုက်ပဲသုံးထားတယ်ဒီအလဲမှာဆိုလည်းမဟီတော့ရဲ့အဓိက sign ပေါ့နော် sign ထုတ်ထားတဲ့နေရာလည်းရှိပါတယ်ဆိုတော့ဒီနာကထင်အားထက်ကိုအများကြီးပူချေတယ်ဗျပြီးတော့ဒီမှာကျောင်းနဲ့ပတ်သက်တဲ့ရုံးခန်းတွေလည်းရှိတယ်ပေါ့နော်ပြောရမယ်ဆိုမဟီတော့ရဲ့အာ main building လို့လည်းဒီနေရာကိုပြောလို့ရတယ်ဗျ True Lab co-working space နေရာရောက်နေတယ်ဒီရှိမှာ True Coffee ဆိုင်ရှိပါတယ်ပြီးတော့ဒီနောက်မှာဆာလုပ်လို့ရတဲ့နေရာရှိတယ်အဲပြီးတော့ကျွန်တော်အနောက်ဘက်မှာလည်းရှိသေးတယ်အဲမှာ ဝင်လို့မရဘူးเนาะကျွန်တော်ကင်မရာမရဘူးဆိုတော့ကြာတော့ပါ Rainy days don't seem so wet Forget the old Libra S ကိုရောက်နေတာပါအဆောက်အဦကြီးကြီးလာရပြီးတော့ ကျွန်တော်အကျဉ်းဆုံးတစ်ချက်ကဒီအလဲမှာမျက်ခင်းပြင်ရှိတာပဲပေါ့နော်။အဲ့မျက်ခင်းပြင်ကိုအလဲမှာထားပြီးတော့ဒီနောက်မှာတို့ faculty ရှိတယ်ပေါ့နော်။အထဲတော့ကျွန်တော်ဝင်တော့မပြတော့ဘူးပေါ့နော်။ဒီကနေပဲချစ်ချစ်ပါ။တော်တော်လေးလည်းကြီးတယ်ဗျာအဆောက်အဦပါတယ်။မဟီတော့ရဲ့ library ရောက်နေပါတယ်။ library က learning center ပေါ့နော်။အထဲမှာဗာရှိတယ်တက်ကြည့်အောင်။ကျွန်တော်တခြား university ရဲ့ library နဲ့ရှင်မဟီတော့ university မှာအကျဉ်းဆုံးတစ်ချက်ရှိတယ်။အဆောက်တွေ free လို့ရတယ်။မကြည့်ပါ။ free book ကျွန်တော်တော့လောက်အေးစေးရှူသွားလိုက်ပါတော့ဒီနေ့ကတော့ ူတယ်သူတို့လည်းကြည့်တော့ကြည့်ရမယ် free book ဆိုတော့ဘာမှမဖြစ်ဘူး bye bye မဟီရို University International College ကိုရောက်နေတာပါဆိုတော့ဒါကဒုတိယလောင်းပါပေါ့နော်ဆိုတော့ကျွန်တော်ခုရက်နေတဲ့နေရာမှာကသူတို့ဒီ University နဲ့ပတ်သက်တဲ့ activity တွေပေါ့နော်ပွဲတွေ game တွေပါလေဆိုတဲ့အခါကျရင်ဒီနေရာမှာလုပ်တယ်ပြီးတော့ဒီနေရာမှာထိုင်တဲ့ခုံလေးလည်းရှိပါတယ်ပြီးတော့ဒီ building က အပေါ်မှာကလည်းသူက natural light ပေါ့နော်တကယ်နေလေးအောင်နဲ့ထားတာပြည်တယ်ပြီးတော့အထက်မှာ co-working space တွေလည်းရှိတယ်ပေါ့နော်အနေရာလေးကဘယ်ပြောမလဲအသက်ရှူရှောင်းတယ်ဗျာဒီထဲဝင်လိုက်တာ ਨੇ ပြီးတော့အခန်းမှာလည်းဒီ building ကလည်းအကြီးပဲဆိုတော့လေပြီးတော့သုံးသားရဲ့ဒီအသုံးဆောင်ပစ္စည်းလည်းတော်တော်လေးမိုက်ပါတယ်ဗျာ Mayuro University International College ရဲ့ co-working space ကိုကြောက်လို့ရပါတယ်ဒီမှာဒီဆိုမှာရှိတဲ့ဝိုင်းထားတယ်ပေါ့နော်ကျန်လို့ရတယ်ပြီးတော့မှာတစ်ထပ်ရှိရပါတော့ မှတ်တက်လို့ရတယ်ပြီးတော့ဒီနောက်မှာကြောက်စုလေးထားပေးရသေးတယ်ပြီးတော့နောက်မှာကျွန်တော်ကွန်ပျူတာလေးနဲ့ထားတာတွေ့ရပါတော့အမှကွန်ပျူတာသုံးရှင်နဲ့သုံးရပါတယ်ဆိုတော့ဒါကတော့ co-working space ပါဒါတော့ Mahidor Campus B ပေါ်မှာကျွန်တော်တို့ Mahidor ရဲ့ဒီ function ကိုအခုတော့ပါတော့မယ်ကျွန်တော်ပန်းချန်ထဲကဒီတံတားပေါ်မှာရောက်နေတာပါဆိုတော့ဒီမှာရေကန်ကလည်းကျယ်တယ်ပေါ့နော်တော်လေးကျယ်တယ်ပြီးတော့လေးလည်းတော်တော်တိုက်တယ်ဗျဆိုတော့ညနေခင်းမှာဆိုရင် နေရာကတော်တော်လေးကို relax ဖြစ်တယ်ပြီးတော့လေကောင်းလေသန့်လည်းတော်တော်လေးရတယ်ပေါ့နော်ကျွန်တော်မြို့ထဲမှာအကြိုင်းနေတဲ့လူတွေဒီမှာလာပန်းဖြေမယ်ဆိုရင်တော့မှာတော်တော်လေးကောင်းတဲ့ဒီပန်းချန်လေးတစ်ခုပါပြီးတော့အထဲမှာလည်းသူအပင်မျိုးစိတ်တွေလည်းအများကြီးတွေ့တယ်ဆိုတော့တောက်လျှောက်မှာလည်းသူဆက်ပင်းစီဖို့တက်ပေါ့နော်လမ်းနေတထားတာပေးတယ်မန်းချန်ကြီးကလည်းတော်တော်လေးကျေတယ်ဗျာမမင်္ဂလာပါမင်္ဂလာပါ အမနာမည်နဲ့ဒီမှာဘာဘနဲ့ပွဲရခဲ့ရလဲပြောပြပေးပါဦးအမကမင်းကြီးတွေတိမ်မှာအမက2019 2020ကျစတင်နေမှာဒီမာစတာဟိုမှာ International Tourism Hospital Di Management နဲ့ပွဲရထားပါဟုတ်ကဲ့အမအမဒီမဟီတော့မှာတက်ရတဲ့အခါမှာအတွေ့အကြုံလေးနည်းနည်းတော့ရှင်းပြပေးပါဦး အတွေ့အကြုံကတော့ဘယ်လိုပြောအမရဲ့ program master program ကပေါ့နော်တပတ်မှာ၂ရက်ပဲစင်တင်ခွင့်ပဲတက်ရတယ်ဒါပေမဲ့၂ရက်ဆိုပေမဲ့လည်းစာတွေကအရင်တင်မြင်ပေါ့နော်၂ရက်အတော်အတွင်းကိုပဲတပတ်စာတင်တော့ကြတော့ pressure ပြီးရဒါပေမဲ့ pressure ပြီးမဲ့လည်းဒီ campus ကအခုမြင်ခဲ့တဲ့အတိုင်းပဲပေါ့နော် environment friendly ဖြစ်တော့ကိုယ့်ရဲ့ဒီ stress stress တွေ pressure တွေကိုဒီကျောင်းမှာ campus မှာစာလုံရင်းနဲ့ဖြေလျှော့နိုင်တယ်ပေါ့နော်အဲ့တော့အရင်ကောင်းတယ်ပေါ့ဟုတ်ကဲ့ဒီတော့ဒီ campus တောက်လျှောက်သွားတဲ့အခါမှာလည်း campus ကတော်တော်လေးကောင်းလာတွေ့ရတယ်ပေါ့နော်တော်တော်လေး environmental friendly ဖြစ်လာတွေ့ရပါတယ်ဆိုတော့မှဒီမဟီတော့မှတက်ဖို့အတွက်ပြင်နေတဲ့လူရှိမှာပဲပေါ့နော်ဆိုတော့သူတို့နဲ့ပတ်သက်ပြီးတော့အမအနေနဲ့ ចောင်းသားဟာတယောက်နေနဲ့ဘာပြောရှင်လဲဗျအဲဘလို့အရန်ကောင်းတယ်ဟာလာပြီးတော့လာဖို့လဲဟိုចောင်းတက်ဖို့လဲ recommend ပြီးတယ်ဒီမဟီတော့ဆီယာဆမ်မိုက်တော့အများစုကလည်း international professional ဆန်တယ်ပေါ့ဒါပေမဲ့ campus ကလည်းတခြားចောင်း campus တွေလိုမျိုးနဲ့မတူဘဲနဲ့ campus ကလည်းကျဲတယ်ပြီးတော့သွားရလာရတဲ့အဆင်ပြေတယ်မျိုးထဲမှာမဟုတ်တဲ့အတွက်အရန် crowded မဖြစ်ဘူးဒီတီးတန့်ចောင်းသားတွေတီးတန့်ပတ်ဝန်းကျင်တစ်ခုဖန်တီးထားတယ်လို့မျိုးလေးပေါ့ခန်းစားရတယ်ပေါ့အဲ့တော့အကုန်လုံးစူးစမ်းကြပါနောက်ပြီးတော့မဟီတော့ าจะนะบูเลย เวันลง้เาไปเลยมาเจอขอบคุณนะครับ ขอบคุณค่ะ